အစ္စရေးကအီရန်နိုင်ငံအတွင်းရှိမဟာပြူဟာအရာအရေးကြီးသောနေရာများကိုအပြင်းထန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနိုင်ရနေငယ်အကြံမှာတော့ကဘာကြီးကအီရန်အနေနဲ့မြေတုံးမြေပုံတုံ့ပြန်မှုဆိုတာကိုစောင့်ကြည့်နေကြပါတယ်။သိမကြလိုက်ပါဘူး။အီရန်ကအဲ့ဒီနေ့ရဲ့ညမှာပဲအစ္စရေးနိုင်ငံကိုစတင်တိုက်ခိုက်လိုက်ပါတယ်။အစ္စရေးလေကြောင်းရန်ကာဝေးရေးစနစ်တွေတော်တော်လေးအလုပ်ရှုပ်သွားခဲ့ပါတယ်။တော်တော်များများကိုတားဆီးလိုက်နိုင်ပေမဲ့အစ္စရေးနိုင်ငံတွေကိုကြားရောက်ပောက်ကွဲခဲ့တာတွေလည်းရှိပါတယ်။ အီရန်နိုင်ငံအနောက်ပိုင်းကနေပြီးဒုံးကျည်ရပေါင်းများစွာနဲ့ဒရုန်းတွေကိုကြပြိုင်နက်တဲ့အစ္စရေးနိုင်ငံရဲ့အကြီးကနေရာကိုပစ်လွှတ်ခဲ့ပါတယ်။အစ္စရေးရဲ့တယ်လီဗီမျိုးကစီးပွားရေးကောင်းမွန်ပြီးတည်ငြိမ်မှုရှိတဲ့မျိုးဖြစ်ပြီးယခုတစ်ချိန်မှာတော့အီရန်ရဲ့အကြီးကပြစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ပြည်လုံးခံရတဲ့ဒုံးကျည်များရဲ့အရေးအတွက်သာမကမြန်ဆန်တဲ့တိုက်ခိုက်မှုတွေကအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ အီရန်ရဲ့ဒုံးပျံများစွာလျင်မြန်စွာဝင်ရောက်လာမှုကြောင့်အစ္စရေးရဲ့ရေဒါစနစ်တွေမိနစ်ပိုင်းတွင်ဆန်းဆောင်နိုင်မှုအဆုံးထိရောက်ရှိခဲ့ပါတယ်။ထောင်ပေါင်းများစွာသောအရဲသားများကလည်းလုံခြုံတဲ့အမူအကားတွေရှိရစေသူအလျင်မြန်ပြေးဝင်ခိုလုံခဲ့ကြရပါတယ်။အရင်းနှညာကဖြစ်ပွားခဲ့တဲ့ဖြစ်ပျက်များကအစ္စရေးနိုင်ငံကိုလှုပ်ခတ်စေရုံသာမကကမ္ဘာတဝန်းသို့လည်းပြင်းထန်တဲ့လှုပ်ခတ်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ဤပနိပခါသည်အဆင့်အထစ်တစ်ခုသို့ရောက်ရှိလာပြီးပြင်းထန်တဲ့အခြေအနေကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ အစ္စရေးနဲ့အီရန်ကြားတင်မာဝင်များကရှခိန်ကလေးကရှိခဲ့တော့လေအစ္စရေးကအမေရိကန်ပါဝင်မဟာမိတ်နိုင်ငံများ၏တွေ့ဝိုင်းသောထောက်ခံမှုဖြင့်အီရန်နိုင်ငံအတွင်းရှိနေရာများစွာသို့လေကြောင်းစစ်ဆင်ရေးဆောင်ရွက်ချိန်မှစတင်ပြီးပုံမှုပြင်းထန်တဲ့အခြေအနေကိုရောက်ရှိလာခဲ့တာပါအီရန်ရဲ့နျူကလ িয়ার ဆက်ရုံများစစ်ဘက်ဆိုင်ရာဌာနချုပ်များနဲ့မဟာဗျူဟာဆိုင်ရာဆက်သွယ်ရေးစင်တာများကိုအစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အီရန်သိမ်းပိုင်ပညာရှင်များနဲ့အရာရှိအများပြားလည်းတိုက်ဆုံခဲ့ရတယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုရဲ့အဓိကအကြောင်းပြချက်ကတော့အီရန်ကနျူကလ িয়ার လက်နက်ဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်မြှင့်နေတာကြောင့်ဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့အစ္စရေးရဲ့တိုက်ခိုက်မှုပြုလုပ်ချိန်အထိဒီဆွဆွဲခြင်းနဲ့ပတ်သက်ပြီးခိုင်မာသောသက်တမ်းများချပြနိုင်ခြင်းမရှိသေးပါဘူး။ကမ္ဘာနျူကလ িয়ার အေဂျင်စီ IAEA ကပင်အီရန်ဆိုးဝါးသောချိုးဖောက်မှုများနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ချက်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ဒီနေရာမှာ IAEA ရဲ့အကြောင်းကိုအနေငယ်ရှင်းပြပါမယ်။ IAEA ဆိုတာကတော့ International Atomic Energy Agency နိုင်ငံတကာအနုမြှုပ်စွမ်းအင် agency ဖြစ်ပါတယ် ဒီအဖွဲ့အစည်းဟာကုလသမဂ္ဂလက်အောက်မှာရှိပြီးနျူကလ িয়ার အနုမြူဆွေးနွေးရေးနဲ့ပတ်သက်တဲ့ကိစ္စများကိုကြီးကြပ်ကုတ်ကဲရင်ဖွဲ့စည်းထားသောနိုင်ငံတကာဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။နျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းစွာအသုံးပြုခြင်းကိုမြင့်တင်ရန်နဲ့နျူကလ িয়ার လက်နက်များပြန်မမှုကိုတားဆီးရန်အတွက်ရည်ရွယ်ပြီးဖွဲ့စည်းထားတာပါ။ IAEA ကနိုင်ငံများရဲ့နျူကလ িয়ার စီစဉ်များကိုစစ်ဆေးခြင်းစောင့်ကြည့်ခြင်းနဲ့နျူကလ িয়ার နဲ့ပတ်သက်ပြီးလုံခြုံမှုဆိုင်ရာစံနှုန်းများကိုချမှတ်ရာတွင်အ धिक အခန်းကဏ္ဍမှာပါဝင်လို့ဆောင်ပါတယ်။တနည်းအားဖြင့်အီရန်ကိုနျူကလ িয়ার နဲ့ပတ်သက်တဲ့ဆွဆွဲချက်ကခိုင်မာ သောအခြေခံအုတ်မြစ်ပေါ်မှာရှိခဲ့တာတော့မဟုတ်ပါဘူး။လေးလာသူများစွာကတော့အစ္စရေးရဲ့လှုပ်ရှားမှုကိုတစ်ဖက်သက်ဆန်တယ်လို့ပြောဆိုနေကြပြီး ဒီတိုက်ခိုက်မှုဟာနိုင်ငံတကာအတိုင်းအဝန်ရဲ့ခွင့်ပြုချက်မရှိဘဲဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။အီရန်ကလည်းဒီတိုက်ခိုက်မှုကိုရန်စားမှုဟုခေါ်ဆိုပြီး၎င်းတို့ရဲ့အချုပ်အခြာအာဏာကိုကာဝေးရန်အတွက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။အီရန်မှာရှဟတ်3နဲ့ဆော့ဂျီတုံးကြီးများအပါအဝင်ဘယ်လစ်စတစ်တုံးကြီး150ကျုံ၊ကာမီကာစီဒရုန်းများနဲ့ထောင်လင်းရေးဒရုန်း100ခန့်ကိုတယ်လီဗီ၊ဂျေရုစလင်၊နီဂက်စစ်အခြေစိုက်စကန်အဒေါ့နှင့်ဘီရရှိဖာရှိအခြေခံအဆောက်အအုံများကဲ့သို့သောမဟာပြူဟာဆိုင်ရန်ပြစ်မှတ်များစီတို့ပြစ်လွတ်ခဲ့ပါသည်။ ကနအူးသတင်းများအရဂျုံချီများစွာသည့် Iron Dome ကာဝေးရေးစနစ်ကိုဖျက်ချောကမြို့များစွာကိုထိမှန်ခဲ့ပါရယ် Televit မြို့တွင်စစ်မှုဆုံးမှအမျိုးကိုများထွက်ပေါ်လာပြီးမြို့၏တောင်ပိုင်းခရိုင်များတွင်ပောက်ကွဲသံများကိုထပ်ခါတလဲလဲကြားခဲ့ကြရပါရယ်အရေးပေါ်ချက်ပေးသံများမရေမနာမြည်ဟီနေခဲ့ပြီးနေထိုင်သူများသည်လုံခြုံတဲ့ဘန်ဂါရီရှိတဲ့နေရာများစီသို့ပြေးဝင်ခဲ့ကြရပါရယ် Ashkelon နဲ့ Native မြို့များတွင်အဆောင်အုံများစွာပျက်စီးခဲ့ပြီးလူနေထိုင်ရာနေရာများတွင်မိလောင်ကျွမ်းခဲ့ပါရယ်လမ်းမများပေါ်တွင်အရေးပေါ်ကယ်ဆယ်အဖွဲ့များနှင့်မိသားအဖွဲ့များဟာလည်းပြေးလွှမ်းနေ ခဲ့ရပါတယ်။ဂျေရုစလင်မြို့တွင်လည်းစစ်တိုက်ပောက်ကွဲမှုများနဲ့ညကောင်းငင်ရံတွင်ထိန်လင်းနေသောအလင်းရောင်များကလေထဲတွင်တိုက်ပွဲများအပြင်းထန်မှုကိုပြသခဲ့ပါတယ်။ဂျုံကြီးအများစုကိုကြားဖြတ်ဖြတ်ချနိုင်ခဲ့တော့လေတိုက်ခိုက်မှုကအလွန်ကြီးမားပြီးတပြိုင်တည်းပြစ်လွတ်လိုက်တဲ့ဂျုံကြီးပမာဏသည်များပြားလွန်လာကြောင်းကာဝေးရေးစနစ်ကိုကြော်ပြီးကြားရပောက်ကွဲခဲ့မှုတွေများစွာရှိခဲ့ပါတယ်။အစ္စရေးစစ်တပ်ကိုယ်တိုင်ကဒီတိုက်ခိုက်မှုဟာသူတို့ဂျုံတွေးခဲ့ရသမျှတွေထဲမှာအရှုပ်ထွေးဆုံးနဲ့အပြင်းထန်ဆုံးဖြစ်တယ်ဆိုပြီးဝန်ခံခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကိုတုံ့ပြန်မှုအတွက်အစ္စရေးကသူတို့ရဲ့အကောင်ဆုံးလေကြောင်းရန်ကာဝေးစနစ်များဖြစ်တဲ့ Iron Dome, Davis Landing, Aero 3တို့ကိုလည်းအသုံးပြုခဲ့ကြပါတယ်။အစ္စရေးမဟာမိတ်နိုင်ငံများဖြစ်တဲ့ American, Britain နဲ့ပြင်သစ်တို့ကလည်းအစ္စရေးကိုပြစ်လွတ်လိုက်တဲ့ဒုံးကျည်တွေကိုချားပြတ်ဖြတ်ချဖို့နည်းပညာနဲ့စည်ရေးအရာကူညီခဲ့ကြပါတယ်။ဒီမှာမိတ်နိုင်ငံတွေကဒေတာတွမ်းမှရှိတဲ့ Radar ဂျူဒုစနစ်များနဲ့ American အရှေ့လေပိုင်းရှိစစ်စခန်းများမှချားပြတ်လှုပ်ရှားမှုများနဲ့အစ္စရေးကိုကူညီပေးခဲ့ကြတာပါ။ အစ္စရေးအစိုးရကတော့ဒုံးကျည်များရဲ့80မှ85ရာခိုင်နှုန်းကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အီရန်စစ်တပ်ကတော့ ballistic ဒုံးကျည်များစွာသိမ်း televi မျိုးရှိစစ်မှန်ဆိုင်ရာဌာနချုပ်စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများနဲ့အရှိပါသောစစ်မှုဆုံများစွာကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ အီရန်ကဗီဒီယိုများနဲ့ဂျူရုဓာတ်ပုံများကိုထုတ်ပြန်ခဲ့ပြီး၎င်းတို့အဆိုအရမဟာဖြူဟာဆိုင်ရာနေရာအချို့တွင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါရယ်။လီလာသူများကလည်းမြို့အချို့တွင်တိသာတင်ရှားသောပျက်စီးမှုများရှိခဲ့တယ်လို့အတည်ပြုခဲ့တော့လေ။ဒီပျက်စီးမှုတွေကဒုံးကျည်တိုက်ရိုက်ထိမှန်ခဲ့မှုကြောင့်လား၊လေပေါ်မှာဈာပြက်ဖြတ်ချခံလိုက်ရတဲ့ဒုံးကျည်တွေရဲ့အပိုင်းအစတွေကြောင့်လားဆိုတာကိုတော့ယခုအချိန်ထိအတည်မပြုနိုင်သေးပါဘူး။တေချာတော်တကူကတော့အစ္စရေးရဲ့နိုင်ငံတစ်ခုလုံးကိုခြုံပြီးကာဝယ်ပေးထားတဲ့ကာဝယ်ရေးစနစ်တွေကိုအီရန်ကဝင်ရောက်ကျော်ဖြတ်ပြီးပြစ်ပြနိုင်ခဲ့ တာပါဤကဲ့သို့တုံးချီအမျိုးအစားပေါင်းစုံတပြိုင်တည်းတည်းတိုက်ခိုက်မှုများသည့်အစ္စရေးကားဝယ်ရေးစနစ်အာဏာချက်များကိုဖော်ထုတ်နိုင်ခဲ့ပြီးကမ္ဘာကြီးကအစင်းမြင့်ဆုံးနေပညာသေးပင်လည်း အကြီးအကျယ်ရုတ်တရက်ဖိအားပေးခံရပါကသုံးစားမရဖြစ်သွားနိုင်ကြောင်းကိုယခုအခါသိရှိလာခဲ့ကြပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်းမကြမီအရေးပေါ်စီဝေးကျင်းပမှာဖြစ်ပါတယ်။ American ပြည်တော်စုကအစ္စရေးအားအလွန်ကျွံတုံ့ပြန်မှုမပြုရန်တိုက်တွန်းထားတော့လဲအစ္စရေးရဲ့ကိုပိုင်ကာဝေးရေးအခွင့်အရေးကိုထောက်ခံကြောင်းအခိုင်အမာပြောကြားထားပါတယ်။အခြားတစ်ဖက်မှာလည်းရုရှားနှင့်တရုတ်နိုင်ငံတို့ကချက်ချင်းအကြမ်းဖက်မှုများကိုရပ်တန့်ရန်တောင်းဆိုထားကြပါတယ်။ကာတာနှင့်အာရဗ်စော်ဘားများပြည်တော်စုကဲ့သို့သောပင်လယ်ကွေ့နိုင်ငံများကလည်းဒီပဏိပကကောင်၎င်းတို့ဒေသ ားများတို့ပြည့်နှက်သွားနိုင်တဲ့အလားအလာပေါ်စိုးရိမ်ကြောင်းဖော်ပြထားကြပါရယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်ကလည်းထောက်လန်းရေးနဲ့စစ်ဘက်ဆိုင်ရာအခြေခံများနဲ့အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပါရယ်။တစ်ချိန်တည်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖွဲ့စည်းများကလည်းစစ်ပွဲများပုံမပြင်းထန်လာပါကဖြစ်ပေါ်လာနိုင်တဲ့ဒုက္ခတွေအကျက်အတဲအသည့်အတွက်ပြင်ဆင်နေကြပါရယ်။ဒီတိုက်ခိုက်မှုကနေအရေးကြီးတဲ့အချက်တစ်ခုကိုတည်တည်ပြနိုင်ခဲ့ပါရယ်။အီရန်ကယခုအခါအကွာအဝေးရှိန်လျတဲ့တိုက်ခိုက်မှုအများစွာကို NLA ရှိပြီးတိကျစွာဆောင်ရွက်နိုင်စေရှိတယ်ဆိုတာကိုပြသခဲ့ပါရယ်။၎င်းတို့သည် G7 ဒရုန်းများဒုံးချီများနဲ့များပြားသောပမာဏဖြင့်ရှုပ်ထွေးသောတိုက်ခိုက်မှုအစီအစဉ်များကိုဒီဇိုင်းဆွဲနိုင်စွမ်းရှိပြီးအစ္စရေးကာကွယ်ရေးစနစ်များစွာကိုအနောက်ရှက်ဖြစ်စေရန်လုံလောက်အောင်ပြုလုပ်နိုင်ခဲ့ပါသည်အစ္စရေးအတွက်ကတော့ဒုံးကျည်အများစုကိုအောင်မြင်စွာချပြက်ဖြတ်ချနိုင်ခဲ့တယ်လို့ထိခိုက်မှုများစွာရှိခဲ့ပြီးမဟာပြူဟာအရာအရေးပါတဲ့ဆုံးရှုံးမှုများကိုခန်းဆားခဲ့ရပါတယ်။ အနာဂတ်မှာတော့အီရန်သာမကမြောက်ဘက်ရှိဟစ်ဘိုလာအီရန်နဲ့ဆီးရီးယားမှာရှိတဲ့အီရန်ကနေပြီးထောက်ပံ့တင်ကြားပေးထားတဲ့လက်နက်ကိုင်အဖွဲ့တွေကလည်းအစ္စရေးကိုဖိအားတွေပေးလာနိုင်ပါတယ်။တနည်းအားဖြင့်တော့အစစ်မြစ်နေပညာဖြင့်တိုက်ခိုက်တဲ့စစ်ပွဲတစ်ခုကတော့စတင်ခဲ့ပြီးဖြစ်ပါတယ်။အီရန်ကအစ္စရေးမျိုးတွေကိုဘုံကျဲတိုက်ခိုက်ပြီးနောက်မှာတခြားနိုင်ငံတွေကိုလည်းဆွဆွဲလိုက်ပါတယ်။ တီဟရီယန်ကနေအစ္စရေးကိုတိုက်ခိုက်ဖို့အတွက်ထောက်ခွာသွားတဲ့အီရန်ဒရုန်းတွေကိုပစ်ချလိုက်တဲ့အရဲနိုင်ငံတွေကိုတရေပေးလိုက်ပါတယ်။အစ္စရေးကိုစစ်ရင်းနှင်းဖြင့်ကူညီပေးနေတဲ့နိုင်ငံတွေကိုလည်းတိုက်ခိုက်ဖို့ရည်ရွယ်ချက်ရှိတယ်လို့ဆိုပါတယ်။အစ္စရေးရဲ့အရဲအနေနဲ့နယ်နိမိတ်နိုင်ငံဖြစ်တဲ့ဂျော်ဒန်ကအီရန်ဒရုန်းတွေကိုသူ့နယ်မြေထဲဝင်လာချိန်မှာပဲပစ်ချလိုက်တယ်လို့လည်းသိရပါတယ်။ဂျမားနဲ့တူတူအီရန်နဲ့အစ္စရေးနိုင်ငံကြားမှာရှိတဲ့နိုင်ငံတွေကိုတစ်ချက်လောက်ကြည့်ကြည့်ရအောင်ပါ။ဒီမှာတစ်ချက်ကြည့်ကြည့်ပါ။ ဆီးရီးယား၊အီရတ်၊ကူဝိတ်နဲ့ဂျော်ဒန်နိုင်ငံတွေကအီရန်နဲ့အစ္စရေးနိုင်ငံကြားထဲမှာရှိနေကြတာပါ။ လက်ရှိအချိန်မှာတော့ဒီဂျာနိုင်ငံတွေက24နာရီစောင့်ကြည့်နေရပြီးပြစ်လွတ်လိုက်တဲ့ဒုံကျည်တွေသူတို့နိုင်ငံနဲ့မှားယွင်းစွာကြလာမှာကိုလည်းစိုးရိမ်နေရပါတယ်။အီရန်ကတော့ဂျော်ဒန်နိုင်ငံကသူတို့ပြစ်လိုက်တဲ့ဒုံကျည်ကိုဂျော်ဒန်လေပိုင်နက်တဲ့ဖြတ်ကျော်ချိန်မှာပြစ်ချလိုက်တယ်လို့ဆိုပါတယ်။ဒါကြောင့်အီရန်ကအစ္စရေးကိုစစ်ရေးအယကူညီပေးနေတဲ့နိုင်ငံတွေကိုတိုက်ခိုက်မှာဖြစ်တယ်ဆိုပြီးပြင်းပြင်းထန်ထန်သတိပေးလာပါတယ်။အမေရိကန်စစ်တပ်ကလည်းအစ္စရေးကိုအီရန်ရဲ့တိုက်ခိုက်မှုတွေကိုကာဝယ်ပေးဖို့ကူညီခဲ့ပါတယ်။ ဒီမှာတစ်ချက်ကြည့်ကြည့်ရအောင်ပါအမေရိကန်နဲ့အီရန်ရဲ့ဒီနေရာကိုဒီနေရာကအမေရိကန်မှာဒါကတော့အီရန်မှာတကယ်ကိုအဝေးကြီးပါဒါဆို အမေရိကန်ကအစ္စရေးကိုဘယ်လိုကူညီပေးနေတာပါလဲတကယ်တော့အစ္စရေးမှာအမေရိကန်ရဲ့စစ်အခြေ size scan ရှိပါတယ်အဲဒီကနေပြီးအစ္စရေးကိုအီရန်ကနေပြစ်လိုက်တဲ့ဒုံးကျည်ရေရှမ်းကနေကာဝယ်ပေးတာလည်းဖြစ်နိုင်တယ်လို့ပင်လယ်ထဲမှာရှိတဲ့အမေရိကန်စစ်သင်္ဘောကနေကူညီပေးတာလည်းဖြစ်နိုင်ပါတယ် အီရန်ရဲ့တရီဘေးချက်တွေထဲမှာတော့အမေရိကန်စစ်ခြေစိုက်စခန်းတွေကိုတိုက်ခိုက်ဖို့ရွေးချက်ရှိတယ်ဆိုပြီးအတည်ပြုသလိုမျိုးတွေလည်းဖြစ်နေပါတယ်။အီရန်ကအစ္စရေးကိုပြန်လည်တိုက်ခိုက်ပြီးနောက်ပိုင်းမှာအစ္စရေးကိုကာကွယ်တဲ့နိုင်ငံတိုင်းကလည်းကျွန်တော်တို့ပြန်လည်တိုက်ခိုက်မှာဖြစ်တယ်ဆိုတဲ့တရီဘေးချက်ကိုထုတ်ပြန်လိုက်ပါတယ်။အီရန်ဘက်ကပြောတာကတော့အပြည့်ပြင်းဆိုင်ရာဥပဒေအောက်မှာကျွန်တော်တို့အနေနဲ့အစ္စရေးအစိုးရကိုတုံ့ပြန်ခွင့်ရှိတယ်။ ဒါပြင်အစ္စရေးကိုကာဝယ်ဖို့ကြိုးစားတဲ့နိုင်ငံတနိုင်ငံဆိုတာကအဲဒီနိုင်ငံရဲ့ဒေတာရင်းစစ်အခြေစိုက်စခန်းတွေနဲ့တင်နေရာတွေဟာတိုက်ခိုက်ခံရမယ့်နေရာတွေဖြစ်လာမယ်လို့လဲအီရန်ကအပြင်းထန်သတိပေးလိုက်ပါတယ်အီရန်ရဲ့ဒီအရေးကြီးသတိပေးချက်ဟာဇွန်လ23ရက်ညနေပိုင်းကအစ္စရေးကိုပြန်လည်တိုက်ခိုက်မှုနောက်ပိုင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။အရင်ညမှာအီရန်စစ်တပ်ကရှာနေချီတဲ့ဒုံးကျည်မျိုးစုံနဲ့အစ္စရေးနိုင်ငံစီကိုပစ်လွှတ်လိုက်တာလည်းဖြစ်ပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကလည်းအီရန်ကဒုံးပျံတွေဒါဆင်နှင်းချီပစ်လိုက်တာကိုဝန်ခံခဲ့ပြီးအချို့ကတော့လေပေါ်မှရင် ပြစ်ချနိုင်ခဲ့တယ်လို့ပြောထားပါဗျ။ American စစ်တပ်ကလည်းအစ္စရေးကိုအီရန်ပစ်လိုက်တဲ့ဒုံးပျံတွေရှံကနေကာကွယ်ဖို့အရေးကြီးပံ့ပိုးမှုပေးခဲ့ပါဗျ။ အမေရိကန်ရဲ့ပင်လယ်တွေကစက်တင်ဘာ15နေ့အစ္စရေးကိုပစ်တဲ့အီရန်ဒုံးပျံတွေကိုလေထဲမှာပဲပစ်ချခဲ့ပါတယ်။အနီးအနားမှာရှိတဲ့နိုင်ငံတွေကလည်းအစ္စရေးရဲ့လေကြောင်းကာဝေးရေးစနစ်ကိုအကူအညီပေးခဲ့ပါတယ်။အမေရိကန်ရဲ့မိဖက်ဖြစ်တဲ့ဂျော်ဒန်နိုင်ငံကလည်းသူ့နယ်မြေထဲဝင်လာတဲ့အီရန်ဒရုန်းတွေကိုပစ်ချခဲ့ပါတယ်။ အီရန်ဒရုန်းတွေဟာအစ္စရေးကိုချက်ချင်းဝင်တိုက်ဖို့ဂျော်ဒန်နယ်မြေတွေကိုဝင်လာတာဖြစ်ပြီးဂျော်ဒန်ကတုံ့ပြန်ပစ်ချခဲ့တာလည်းဖြစ်ပါတယ်။ဒါကိုကြည့်ရင်ဒီတိုက်ပွဲမှာအရှေ့အလယ်ပိုင်းကအာရဲနိုင်ငံတွေပါဝင်လာနိုင်တဲ့အရေးအယောင်တွေကိုပြသနေပါတယ်။အခုအချိန်မှာတော့အမေရိကန်ကအရှေ့အလယ်ပိုင်းဒေသတွေမှာစစ်ရေးအင်အားတွေပြန်လည်ညှိနှိုင်းနေပြီးအစ္စရေးနဲ့အီရန်ကြားပဋိပက္ခကမကြခင်ပုံမှန်ကြီးထွားလာနိုင်တယ်လို့သတင်းတွေကပြောနေကြပါတယ်။ဇွန်လ23ရက်နေ့မှာတော့အစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးသုံးအဆောက်အုံတွေကို တိုက်ခိုက်ခဲ့ပြီးနျူကလ িয়ার ပညာရှင်တွေနဲ့အီရန်ရဲ့စစ်ဘက်ဆိုင်ရာအရေးကြီးတဲ့သူတွေကိုတပ်ဖြတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီပဏိပခါတွေကဆက်လက်ကြီးထွားလာနိုင်မွေရှိပြီးထပ်မံတည်ရတဲ့အကြောင်းအရာတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်။ဒါကြောင့် channel လေးကို like and subscribe လုပ်ထားခဲ့ကြပါဦးနော်။ video လေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။